အားလုံးပဲမင်္ဂလာပါဗျာဆိုင်းတဲ့သတင်းဌာနမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံမီထိုဖိုင်လေးကတော့ဆောင်ဝဲဖြည့်ဟန်ဖြည့်ရမယ်ကလေးတွေအတွက်ပြန်မဖြည့်ဖို့ဆရာမကိုယ်တိုင်ပြောလာတဲ့ရုပ်သံမီထိုဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာဒရမဆရာမကအဲ့ဒီပြန်ဖြည့်ရမယ်ကလေးတွေအတွက်နဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုနေသလဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါဦးခင်ဗျာအားလုံးကိုလည်းဆိုင်းတဲ့သတင်းဌာနမှာအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ဒါကျမအပေါ်စီးကနေပြီးတော့လေဟိုအောက်ကိုလှမ်းရိုက်တာအဲအဲ့ဒီအောက်မှာရှိတဲ့တိုက်တော်တော်များများကတော့သူကအဝါရောင်အဆင့်လေကျမတို့ကအနီရောင်အဆင့်အဓိကတော့ကျမဒါဝရိုက်ပြချင်တာမဟုတ်ပါဘူးဒီဘက်လေးတောင်ဆောင်လေးရောက်ရင်းရပါကျမလည်းအဲကြားရတဲ့သတင်းရစိတ်မကောင်းနေဖြစ်လို့လေအာဘာစိတ်မကောင်းဖြစ်လဲဆိုတော့ great 12ကိုပြန်ဖြေရမယ်အချိန်စရင်လဲထွက်ပြီးစာမီဝဲရဖြေရတော့မယ် အော်ကျမတို့ရဲ့ဒီဆိုရင်လေစာအုပ်တွေပြန်အပ်ရမယ်ဆိုလို့ test book တွေကိုပြန်အပ်ပစ်လိုက်ရတာဘာမှတို့လက်ထဲမှာလဲ test book တွေကမရှိတော့ဘူးအပြင်ကနေဝယ်ပြီးစာအုပ်တွေဝယ်ကြည့်မယ်ဆိုလဲအရန်စေးကြည့်တယ်တို့မတတ်နိုင်ဘူးလေဟိုကျမတို့ကြတော့လေပြန်ပြီးတော့ဓာတ်တွေကိုလေ့ကျင့်ပြီးတင်ကြားပြီးဆိုတော့လေစိတ်ကအခုချိန်မှာစိတ်မပါဘူးလို့ဖို့ပါလေစိတ်မပါလို့အခုချိန်မှာအကြောင်းသားတွေလာအပ်နေတာတော့ဘာမှကျမလက်မခံဘူးအကုန်ညှင်းလှော်နေတာ နော်တနာပါတယ်စိတ်မကောင်းကလေးတွေလေတချို့ဆိုရင် grade 12อ่ะဝင်မဖြေတော့ဘူးတဲ့နေပြည်တော်အဲ့လိုထီတောင်ပြောနေတာကိုလည်းတိုက်တွန်းရမှာလားအားပေးရမှာလားမဖြေခြင်းလည်းမဖြေနဲ့တော့လို့ပဲပြောရမှာလားဘာလို့လို့လို့ရမှာလဲမသိတော့ဘူးကျမကိုယ်တိုင်ကကိုလည်းမတင်ခြင်းဒီနှစ်ကလေအာအတ်တယ်ကြောင်းသားအတ်တယ်ဒါပေမဲ့ကျမစိတ်မပါဘူးဖြစ်နေတယ်အခုလောလောဆယ်တစ်လနှစ်လတော့ကျမကဘာမှလုပ်ဖို့စိတ်မပါဘူးလေနော်အဲ့ဒါကြောင့်မို့လို့စိတ်တော့မကောင်းဘူးလေစိတ်တော့မကောင်းဘူး ဒါကရေကန်ဒါရေကန်ဒါရေကန်ထဲမှာရေတွေပြည့်ပဲဘောလုံးတက်နေပြီရေပြန်လွှတ်နေတော့ဘောလုံးတက်နေပြီအဲ့တော့อืมစိတ်မကောင်းမိမဲ့လို့လဲဘာမှမတန်နိုင်ဘူးလေအထက်လူကြီးများရဲ့စီစဉ်မှုဆိုတာကျွန်တော်တို့ကလည်းဟွန်းဒါပြောလို့မှမရတာအဲ့တော့မဖြေပြိမဲ့ចောင်းသားတော့တော်တော်များနေပဲကိုယ်တိုင်ကလည်းလာအပ်တော့ မတင်ချင်တဲ့အတွက်ညင်းလှုပ်လိုက်တယ်မလှုပ်ချင်သေးဘူးဒီတလားနှစ်လားကျမပြစ်ခတ်ပြီးတော့စိတ်လွတ်ကိုလို့စိတ်ကိုနည်းနည်း strong ဖြစ်အောင်ပြန်ပြီးတော့ကိုကိုကိုလှုပ်အောင်မယ်အားကြောင့်မလို့လေအေးအေးဆေးဆေးဒီနေရာလေးမှာမရွှေသေးပဲနဲ့နေနေတာဒီကျမအနာယူမှုတစ်မျိုးလည်းဖြစ်တယ်လေအားပါဆိုကျမနေနေရာရွှေပြီးဆိုတာနဲ့ကျမလုပ်ငန်းခွင်ဝင်ရမယ်အလုပ်လုပ်ရတော့မယ်အကြောင်းလေးမှာလည်းတွားရတော့မယ်ဆိုတော့အခုချိန်မှာဘာကိုမှဘာမှမလှုပ်ချင်ဘူးဘာကိုမှဘာမှမလှုပ်ချင်ဘူးကွယ် တနာလေတနာပါတယ်နော်ခလေးတွေနော်อืมတော်တော်ကြီးပဲတန်းနိုင်ဘူးလေ